အားလုံးမင်္ဂလာပါခင်ဗျာအော်တိုဘားလ9ရက်နေ့တွင်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီရက်ပိုင်းကအားလည်းရဖြစ်တယ်ပေါ့နော်ပေးရလည်းဖြစ်တယ်အဲကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ထွတ်မြတ်ထားရတဲ့ဝါလာကင်းလို့သတင်းကြိုကာလလည်းဖြစ်ပါတယ်အဲတော့သတင်းကြိုဖြစ်တဲ့အတွက်ကျွန်တော်ရုပ်တံကိုကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ပြည်သက်တီတွေကကျွန်တော်နဲ့အသက်တရက်တမနဲ့ကြီးတဲ့သူတွေအားလုံးကိုကျွန်တော်အနေနဲ့ကာရဝပြုကြတော့ပါတယ် ျွန်တော်အမြဲတမ်းတော့ဟိုဖျားရီပါလေတော့တောက်ချောက်ရှစ်ခိုးတာမဟုတ်ဘူးဒါတော့အမှန်တိုင်းဝန်ခံတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဖျားရှစ်ခိုးတဲ့အချိန်တွေကတော့ဒီတကူကြီးဖျားရီပါလေဖူးမြော်တဲ့အချိန်တွေပါလေအေးအေးချမ်းချမ်းရှိတဲ့အချိန်တွေဆိုလို့ချင်းကျွန်တော်ဖျားရှစ်ခိုးပါတယ်အဲ့လိုရှစ်ခိုးလို့ရှင်တော့ကျွန်တော်ရဲ့ပိဋကတ်ဒီအကုံလုံးကိုဆုတောင်းမေတ္တာပို့တတ်ပါတယ်။ဘာဖြစ်ကျွန်တော်တက်အသက်တရတမနဲ့ကြီးတဲ့သူတွေအကုံလုံးကိုမေတ္တာပို့ကြတော့ပါတယ်။အားလုံးကျမ်းမာချမ်းသာကြပါစေ။လူဝင်ဆန္ဒတွေပြည့်ဝကြပါစေ။ ဝါလာကင်လိုတရင်ကျုတ်ကာလာဆပြီးတော့ကိုနေထိုင်ရာအယက်ဒေတာတည်တည်မှာအဆင်ပြေမှုတွေကြုံပါစေ။ကောင်းချင်းမင်္ဂလာတွေပြည့်စုံပါစေ။မကောင်းချင်းဘေးဒုက္ခအန္တရာယ်တွေကနေကယ်ဝေးပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါရစေ။ဆိုတော့ဒီနေ့တရင်နေ့ပြောရမယ်ဆိုရင်အရင်ဆုံးမင်္ဂလာမရှိတဲ့တရင်နဲ့ဆပါမယ်ပေါ့နော်။မန္တလေးတိုင်းဒေသကြီးမြင်းညံ့မြို့နယ်ကွမ်းဆိုင်ရွာမှာတန်ဃာတော်နှစ်ပါးနဲ့ရတသားတူကိုလူမျိုးတစ်ဖက်ဝင်နေတဲ့ ဆက်သွယ်ရှိတယ်ဆိုပြီးတော့တလန်လို့ဆွတ်ဆွဲတာပေါ့နော်ဆွတ်ဆွဲပြီးတော့ဓာတ်ရည်နဲ့ဝိုင်းဝန်းထုခုတ်ခဲ့တာကြောင့်တန်ဃာတော်တပားပြန်လုံတော်မူပြီးတော့တန်ဃာတော်တပားရက်သားတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါမြင်းညံမြို့နယ်ကွန်ဆော့ရွာမှာအော်တိုဘာလ၁ရက်နေ့ညာဆယ်နိုင်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကွန်ဆက်ကြီးရွာကံဦးကျောင်းမှာရှိတဲ့ခဏစ်စီရတော်ဥဒိတ်တတ်တော်35နဲ့ဥဆက်နီမှာတတ်တော်36နဲ့ဝါတော်2ဝါကွန်ဆက်ကြီးရွာက ဒေသခံလူဖြစ်တဲ့ဦးမြစိန်59နှစ်တို့အကြောင်းမှာရှိနေတဲ့ချိန်မှာ PDF ဖွဲ့ဝင်တွေရောက်ရှိလာပြီးတော့တန်ဃာတော်နဲ့ဒီအရသားပြည်သူကိုဒုံမြင့်တို့ဖွဲ့ဝင်တွေနဲ့ဆက်ဆက်မှုရှိတယ်ချိတ်ဆက်မှုရှိတယ်ဆိုပြီးဆွတ်ဆွဲပြီးတော့ဓာတ်ရည်နဲ့အခုလိုမျိုးဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့်ဆရာတော်ဦးတိတ်တပြန်လောင်တော်မူသွားခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲဆရာတော်ဦးစန်းနီမာနဲ့ဒေသခံပြည်သူဖြစ်တဲ့ဦးမြင့်စိန်လည်းတန်ဃာတွေရရှိပြီးတော့ဆေးရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။နောက်သတင်းဘုတ်ကတော့စစ်ရှုံးနေတဲ့ KIA ကဖာကန်ဒေသမှာ ပေါ်တာတအားဆွဲနေပါတယ်တအားမှာတအားကိုဆွဲနေပါတယ်လက်မောဖြတ်သွားဖြတ်လာလူတိုင်းအကုန်လုံးကိုဆွဲပါတယ်ဘာကနေဒါမှရေမစေးကြောက်ရှာဖွေတဲ့သူတွေလည်းထွက်ပြေးတင်းချောင်နေရပါတယ်အဲ့လိုထွက်ပြေးတင်းချောင်နေတည်သွားတဲ့သူတွေတောင်ရှိပါတယ်ဘာကနေဒါကိုအလုံးစုံစုမှုနိုင်ရေးအတွက်လူမျိုးတစ်ဖုံနေဘက်ကလည်းနေမီရှင်းလင်းရေးတွေစတိုက်လုဆောင်နေတာဖြစ်ပါတယ်နောက်တည်တဲ့ဘောကအင်မတန်မှမယိုင်းတဲ့လူပေါ့နော်ကျွန်တော်ထက်ငယ်ပါတယ်နော်အသက်အပြည့်29နှစ်ပဲရှိပါသေးတယ် ချူရဂုံဖရာရင်မြင်တော်ပေါ်မှာအပေါ်ဆော့နေပေါ့နော်ဘောဆော့နေကျွန်တော်တဒန်းတချောက်လုံးမှာဒီဖရာရင်မြင်ပေါ်မှာဒီလိုမျိုးလှုပ်ရွက်ကိုလှုပ်တဲ့သူကျွန်တော်တကြိမ်တစ်ခါမှတော့မကြားခဲ့ဘူးဘယ်လိုအတွေးမျိုးနဲ့ဒီလိုလှုပ်ရွက်ကိုလှုပ်တာလဲဆိုတာစဉ်းစားလို့တော့မရရင်မြင်တော်ပေါ်မှာဒီလိုလှုပ်တဲ့လှုပ်ရွက်ကတော့တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်ဗုဒ္ဓဘာသာစစ်လားမစစ်လားထားလိုက်ပါတော့အခြားဘာသာတွေတော့မထိခိုက်တော့ပါဘူးနော်ဒါပေမဲ့ကိုယ့်ဘာသာဝင်ဖြစ်ပါလျက်နဲ့ အခုလိုမျိုးလုပ်တဲ့လုပ်ရက်ကတော့တော်တော်လေးကိုမယမ်းရန်ကားလွန်ကြီးတယ်ဒါပေမဲ့သူ့ကိုဖမ်းမိသွားပြီအော်တိုဘတ်တရက်နေ့ကရှီတုံဘုရားရှင်မြေပေါ်မှာရှိတဲ့အမည်ဆိုင်စီဒီအမှတ်48နဲ့အုတ်ကူစီဒီအမှတ်138ဈာမှာအပေါ့သွားခဲ့တယ်အဲ့ဒီပေါ့သွားခဲ့တဲ့သူကရန်ကုန်ဒေသကြီးမယံကုန်းမြို့နယ်အမတ်ခွန်ရက်ကွက်မှာနေတဲ့တင်မျိုးဝင်းခေါ်ဝန်နီ29နှစ်ဖြစ်ပါတယ်အခုတော့သူ့ကိုဖမ်းဆီးရမိသွားပြီလို့သိရပါတယ်အဲ့တော့တာမန်ပြည်သူတွေရဲ့စိတ်နဲ့ဆိုလို့ရှင်တော့ ဒီလူမလွယ်တော့ဘူးဥရိယဒါဆိုရင်သာသနာညှိနှိုင်းမှုနဲ့တခုခုပေါ်တော့တခြားသောအမှုတွေနဲ့ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်မလုံလောက်ဘူးလို့တော့ထင်တယ်နော်ဒီလိုလောက်တာမလုံလောက်ဘူးလို့တော့ထင်တယ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်လေဒီလိုလောက်တဲ့လောက်ရက်ကတော့ဒါဘယ်လိုမှအဆင်မပြေတဲ့လောက်ရက်ဒါကြောင့်လဲရှီလုံဖျားဆိုတာမြန်မာနိုင်ငံနဲ့တွဲပြီးမြင်ရတဲ့ကျွန်တော်ဘာသာရဲ့အထွတ်မြတ်ထားရနေရာဖြစ်ပါတယ်နော်ကျွန်တော်တို့နိုင်ငံရဲ့ပြည့်ရုပ်လည်းဖြစ်ပါတယ်ဘာသာတိုင်းနဲ့ဆိုင်ပါတယ်နော်ဘယ်ဘာသာပဲတော်တော် ရှီလုံဖျားရှိတဲ့နိုင်ငံကလာတာဆိုလို့ရှိရင်ဒါဆိုရင်နည်းနည်းလူသိများတယ်ပေါ့နော်အဲ့တော့ထားလိုက်ပါတော့ဒီလူရက်ကဒီလူတို့တေချာဖို့ပြည်တန်ခံရမယ်လို့ကျွန်တော်ပြောရဲနော်ဒီအမှုနဲ့ထောင်ထဲရောက်သွားတယ်ဆိုလို့ရှိရင်လည်းမစားတာပါနော်ဒါသူ့ဘဝနဲ့သူဖြစ်သွားမှာပေါ့နောက်တစ်တင်းတစ်ပုတ်ကတော့ဒီပါတီစုံဒီမိုကရေစီထီထီရေကောက်ပွဲ2025ပေါ့နော်ဒီရေကောက်ပွဲကိုနောက်ဆက်အဟန်ထားခြင်းကနေပြီးကွယ်တဲ့ဥပဒေနဲ့အရေးယူထားတာ24မှုရှိပါတယ် အမှုပေါင်း24မှုရှိတယ်လူပေါင်း64ဦးရှိပါတယ်အဲ့တော့အစတွေကကျွန်တော်ပြောရအောင်နော်ဒီလမ်းပေါ်မှာစာရွက်ကျေးတာတို့နော်ဆန္ဒပြတာတို့အွန်လိုင်းပေါ်မှာအားချောင်းတာတို့ဒါတွေအကုန်လုံးအကာအကွယ်ပြုထားတယ်ဆိုတော့အထွေထွေရွေးကောက်ပွဲကို အကာအကွယ်ပြုထားတဲ့